အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမုံအောင်တောင်းပေးလိုက်ပါတယ် Manchester United အသင်းအနေနဲ့အခုလက်ရှိမှာတော့ဒါကျွန်တော်တို့အပြောင်းလဲမှာအပြောင်းရွှေ့မှာ ဆက်လက်ပြီးတော့အလုတ်တွေကိုစတိုက်လုပ်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နေပြောချင်တာဖြစ်ပါတယ်။အလက်ရှိမှာဒါကျွန်တော်ဒီ Ineos ရဲ့လက်ထက်နောက်ပိုင်းမှာဒါကျွန်တော်လူငယ်ကစားသမားတွေကိုအသက်16နှစ်မပြည့်ခင်မှာ preliminary contract တွေကိုချုပ်ထားခဲ့ပြီးတော့ဒါလူငယ်ကယ်ဒမီကနေခေါ်တာတွေကိုအခုလက်ရှိမှာဒါကျွန်တော်လူကြီးကယ်ဒမီကနေခေါ်တာတွေကို United အနေနဲ့ design ဟုတ်ပေါ့လုံးဝဒါကျွန်တော် design မမတ်လှုပ်ဆောင်လာတာကိုတွေ့ရမယ်ထဲမှာပါတယ်။ဒါနဲ့ပတ်သက်ပြီးတရှိမှာတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းတဲ့အခြေအနေတွေကိုဒါကျွန်တော်တို့ Manchester United အသင်းကပိုင်ဆိုင်နေဖြစ်တယ်။အခုလက်ရှိမှာ Checkout Ban ရဲ့အဆိုအရဆိုတော့ Manchester United အသင်းကတော့ဒါကျွန်တော် ွင်းလေကစားသမားတွေမှာတက်တစ်ကူတွေတိတ်ပြီးသဘောကျလှတယ်။ဒါကျွန်တော်ကွင်းလေကစားသမား Manchester United အသင်းကတော့ခေါ်ယူနိုင်လိုက်ပြီဖြစ်တယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါကိုတော့ Jacob Banga သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ဆက်လာခဲ့တာဖြစ်ပြီးတော့ Jacob Banga ဒီနေ့မှာဒါ Tier 1 Tier 2 level ပေါ်လာလိုက်ကိုရောက်သွားပြီ။အဲ့ဒီကစားသမားကြောင့်လည်းပြောအောင်။အဲ့တော့ဒီကစားသမားရဲ့နာမည်က Christian Oroscol လို့ခေါ်ပါတယ်။သူကတော့ဒါကျွန်တော် Colombia ကစားသမားဖြစ်ပြီးလက်ရှိမှာတော့ဒါကျွန်တော် U U21 မှာဒါကျွန်တော်တို့ဟိုါလူလည်းဒီကပ်တိန်လူလည်းသိရပါတယ်မှာပါပါတယ်။လက်ရှိမှာဒါကျွန်တော်ဖုတ်ဘောရဲ့ tactical တော်တော်များကျွန်တော်တို့ဒါ tactical ရဒါကျွန်တော်ဖုတ်ဘောမန်နေဂျာမဆိုးရတဲ့ကြောင့်ကျွန်တော်မသိဘူးဒါပေမဲ့ဖုတ်ဘောမန်နေဂျာဆိုးရတဲ့လူတော်များဒီကစားသမားကတော်တော်လေးကိုပူတန်ရှင်မြင့်ပြီးတော့တကယ်ကိုဝမ်းတက်ကစ်ပေါ့နော်လုံးဝဒါကျွန်တော် super star ဖြစ်လာနိုင်တဲ့ကစားသမားတစ်ယောက်နဲ့သတ်မှတ်ထားတာဖြစ်တယ်။ United အသင်းလက်ရှိမှာဒါကျွန်တော်ကွင်းလယ်ပိုင်းလူအချက်နေရာမှာဒါကျွန်တော်တို့ကိုနေကောလက်ရှိမှာဒါကျွန်တော် Christian Orozco ကရီရှေရဒါကျွန်တော် United အသင်းရဲ့ defensive midfield နေရာမှာအားကိုးနိုင်ရမယ့်ကစားသမားတွေလို့သူတို့အနေနဲ့ဒါယုံကြည်ရတယ်မှာပါတယ်။အဲ့တော့ Christian Forest ကိုနင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် Colombia 18နှစ်သားပဲရှိသေးတယ်ဒါပေမဲ့ဒီနှစ်နွေရာသီမှာ Manchester United အသင်းနဲ့ခေါ်ယူနိုင်အောင်မဟုတ်ပဲနဲ့လာမယ့်နွေရာသီမှာပဲခေါ်ယူနိုင်မှာဖြစ်တယ်ပြောချင်တာဒီကစားသမားတွေနဲ့စောင်းရသီမှာလည်းဒါ United အသင်းကိုရောက်မှာမဟုတ်ဘူးလာမယ့်နှစ်မှာရောက်ပါတော့လက်ရှိဒါကျွန်တော်တို့ Senior Season နေရာကစားသမား Session နေပြီမှာဒါအပြောင်းအရွှေ့ကိုပြေလို့လို့ရတဲ့အတွက်ကြောင့်လို့ဒီကစားသမားကို United အသင်းက Session နေပြီမှာပဲဒီကစားသမားအချူခေါ်ဖို့ခေါ်ခေါ်ယူမှာဖြစ်တယ်အဲ့တော့ဒီကစားသမားကဒါ Manchester United ကသူ့ရဲ့ဒါကျွန်တော် Begin သဖြစ်တဲ့ Fortaleza ဒါကျွန်တော် CEIF ဆိုတဲ့အသင်းကနေပြီးတော့ခေါ်ယူဖို့သဘောတူညီမှုရထားတဲ့နေရာထဲမှာပါတယ်ဈေ ေးအပြောင်းရွှေ့ကဒါဒီ day ရမသိရမယ်ဒါ zero 5တန်းပတ်ချလဲဝင်းကျင်ကြလို့သတင်းတွေရသိရတယ်မှာပါအဲ့တော့ transformer ကရဲ့အဆိုရဆိုဒီကစားသမားကလက်ရှိမှာဒါကွင်းလေဘိုင်းမှာဒါကျွန်တော် CM က DM က sorry ကစားသမားတယောက်ဖြစ်ပြီးလက်ရှိမှာတော်တော်လေးကိုဒါခြေစွမ်းရပြိတ်သက်တွေကြားထဲမှာရေပန်းစားရကစားသမားနဲ့တည်ရတယ်မှာပါတယ်သူရဲ့ natural position ကတော့ဒါ DM ဖြစ်ပြီးလက်ရှိမှာဒါကျွန်တော်တို့ ယူ၁၆ကနေက U21 မှာတော့ဒါကျွန်တော်ဒီကစားသမားအနေနဲ့တော်တော်လေးကိုဒါခြေစွမ်းပြထားတဲ့ကစားသမားတယောက်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒီကစားသမားအနေနဲ့ဒါကျွန်တော်တို့လက်ရှိတော်တော်လေးကိုခြေစွမ်းပြနေပြီးသူ့အနေနဲ့သူဟာဒါ အသင်းကြီးတသင်းကိုသွားနိုင်မဲ့ခြေလမ်းရှိတယ်ဆိုတာအရင်ကတည်းကလူတွေသတ်မှတ်ထားတာဖြစ်တယ်ဒီကစားသမားတို့ရှိမှဒါ of course လူငယ်တွေဆိုအများတန်းစိတ်ဝင်စားတဲ့အသင်းတသင်းဖြစ်တဲ့ Chelsea အသင်းကလည်းခေါ်ယူဖို့အတွက်တကြဝင်ချိတ်ဆက်မှုပြုခဲ့တယ်ကစားသမားတွေလက်ရှိမှဒါကျွန်တော်အသင်းကြီးတွေထဲမှာ Manchester United အသင်းကိုပဲရွေးချယ်ခဲ့တာဖြစ်ပြီးတော့ United အသင်းကဒီကစားသမားက session နဲ့မတိုင်ခင်မှာအသင်းကနေပြီးတော့တရဝင်ဒါကျွန်တော်တို့အဲ ဟိုအချို့သဘောတူညီမှုလောက်ခါနေခဲ့ဖြစ်တယ်အဓိကတော့ကျွန်တော်တို့အသင်းဘက်ကရောကျွန်တော်တို့ကစားသမားဘက်ကရော United ကိုရွေးချယ်ခဲ့တာဖြစ်ပြီးအသင်းဘက်ကရောရှင်းပါနေတာကစားသမားကိုပြေးပြီးရွေးချယ်ခဲ့တာဖြစ်ပြီးတော့ဒါအခုလက်ရှိကျွန်တော်သိရတဲ့ channel အသင်းနေတာ Chelsea အပြင် Bayern Munich ကဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့တယ်ဒါဒီနေရာမှာကျွန်တော် Fiorentina လည်းပါတယ် Roma လည်းပါတယ်ဒါလက်ရှိမှာ Premier League ကတော့ကျွန်တော် Brentford လည်းပါတယ် Aston Villa လည်းပါတယ်သိရတယ်ပေါ့ဒါပေမဲ့လက်ရှိမှာအဒီအသင်းတွေမှာကစားသမားကတော့ဒါကျွန်တော်တို့ Manchester United အသင်းကိုသာရွေးချယ်ခဲ့ပြီးတော့ဒီကစားသမားနဲ့ session နေပြည့်ပြီးဆိုရင်တော့ Manchester United အသင်းစီကိုပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတဲ့ ကြောင်းကိုအတီးရတဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United တင်နေတာကတော့ Here we go လို့ပြောလို့ရမယ်တော့မှာပါတယ်အသက်18နှစ်ရဲ့ Christian Orozco ကိုဒါကျွန်တော်တို့ ဖော်တဲလာစာကျွန်တော်ဒါ CIF ဆိုတဲ့အသင်းကနေပြီးတော့ Manchester United အသင်းနေနဲ့ခေါ်ယူနိုင်ခဲ့ဖြစ်ပြီးဒါကြောင့်လည်းလာမယ့်ရာသီမှာတော့ဒီကစားသမားက Manchester United အသင်းနဲ့ပူးပေါင်းမှာဖြစ်ပြီးတော့ United အသင်းဒါကျွန်တော်လူငယ်ခေါ်ယူမှုတွေတက်ကနောက်ထပ်လူငယ်ခေါ်ယူမှုတခုလို့ပြောလို့ရမယ်တော့မှပါတယ်ပြီးတော့ဒီနေရာမှာလည်းကျွန်တော်ကျန်တဲ့အသင်းတွေကိုကြော်ပြီး United အသင်းဒီကစားသမားကိုခေါ်ယူနိုင်ခဲ့တဲ့အာမခံချက်ကတော့ဒါအသင်းကြီးပေါ့နော်လူငယ်လို့လူငယ်အသင်းမှာနေမဟုတ်ဘဲနဲ့လူကြီးအသင်းမှာပါနေရာပေးမယ်ဆိုတဲ့ဂရုကဒီကစားသမားရဲ့စိတ်ဓာတ်ကိုဒါကျွန်တော်အဓိကပြောင်းလဲပေးလိုက်နိုင်တယ်ဆိုတဲ့ တရင်ကတာ100%တေချာလေးအဲ့တော့ပြောချင်တာက Manchester United အသင်းရဲ့ဒါကျွန်တော်တို့အဓိကဒါကျွန်တော်နောက်ပိုင်းညာအခုလက်ရှိမှာဒါအာ ချီရိုအိုဘီမာတင်တို့အေဒင်ဟေဗင်တို့လက်ရှိမှာဆီလိုကိုနေတို့ဒီယေဂိုလီယွန်တို့လက်ရှိမှာဒါကျွန်တော်တို့အခုလက်ရှိတာခရစ်ယာအော်ရိုစကိုတွေအဓိကကြခဲ့တဲ့အချက်ကတော့လူကြီးအသင်းမှာဒါကျွန်တော်တို့ rotating squad မှာပါဝင်ပတ်သက်မယ်ဆိုတဲ့ဥစားကလူငယ်တွေတော်တော်လေးကိုအေးပေါ့ of course united အသင်းရဲ့ starting 11မှာတတောက်တနီယာကပါဝင်ခွင့်ရမယ်ဆိုတဲ့အချက်လက်ကအင်မတန်မှဒီလူတွေအတွက် important ဖြစ်ခဲ့ပြီးဒီအချက်ကလေဒီကစားသမားကိုဒါကျွန်တော်ကျန်တဲ့အသင်းတွေကြော်ပြီးတော့ဒါကျွန်တော်ရယူဖို့အတွက်ဒါအခွင့်ကောင်းဖြစ်ခဲ့တယ်ဆိုတဲ့သတင်းကတော့100%မှန်ကန်ပြောလို့ရမယ်တော့ပါတယ်အကွင်းလေအပိုင်းအရဆက်ပြီးသတင်းရပြောရမယ် ိုတော့နောက်ထပ်သတင်းတစ်ခုပေါ့နော်တစ်ခုတည်းကိုကျွန်တော်အကြာကြီးမပြောတော့ဘူးနောက်ထပ်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင် Manchester United အသင်းကနေအခုချိန်ထိဆက်လက်ပြီးထွက်ခွာခြင်းနေတဲ့ Kobe Mino အနေနဲ့တက်လာခဲ့တယ်။ Jacob Van နှစ်ခုလက်ရှိနောက်ဆုံး update သတင်းတွေအရာတက်လာခဲ့တဲ့သတင်းက Manchester United အသင်းရဲ့ကွင်းနဲ့ကစားဖြစ်တဲ့ Kobe Mino ကတော့အခုချိန်မှာတော့ဒါတိတိလောက်ပြောရမယ်ဆိုရင်တော့ ဒါနေရာမရမှုကသူ့အတွက်တော်တော်လေး impact ကြီးမှာသူ့အသက်ရွယ်နဲ့ခုလက်ရှိချိန်မှာဒါအမှန်ကလေးရတာဒီနှစ်နွေရာသီကသူ့ကိုအငားနဲ့ပေးထွက်ခဲ့တဲ့တင်လို့ကစားသမားဘက်ကမြင်ခဲ့တယ်အဓိကဒီဒီအပြောင်းရွှေ့ကိုပိတ်ပင်ခဲ့တာက Ruben Amorim ကိုတိုင်ဖြစ်ခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုနားမလည်တဲ့ချက်ဖြစ်နေဒါကစားသမားကိုဒါကျွန်တော်ကစားခွင့်ပိတ်ပင်ဟုတ်ဆိုကစားသမားကဒါကျွန်တော်အသင်းကနေအငားနဲ့ထွက်ခွင့်ပိတ်ပင်ခဲ့တဲ့ပြင်ကစားသမားကိုလည်းမတုံးခဲ့တဲ့အတွက်ကြောင့်မလက်ရှိမှာ United ရဲ့ဒါကွင်းလေကစားသမားဖြစ်တဲ့ဒါ Kobe Mine နေတဲ့ကိစ္စနဲ့ပတ်သက်တော်တော်လေးကိုတွေ့ဝေသွားခဲ့တာဖြစ်တယ်ဘာဖြစ်လို့သူ့ကိုဒါကျွန်တော်အသင်းမှာဆက်ထားခဲ့တာလဲသူ့ကိုဒါခုနက ူးရှိမှန်းတဲ့ကျွန်တော်ဥကာတေးကိုတော့ကျွန်တော်လက်ရှိမှာကာဆီမေရိုကိုရှိတဲ့အနေထားမှာသူ့ကိုဘာလို့မတုံးတာလဲဆိုတော့သူ့နေတော်လေး confuse ဖြစ်နေတယ်။ဒါပေမဲ့လက်ရှိမှာကစားသမားကတော့ကျွန်တော် media outlet တွေမှာ complain လုပ်ဖို့အတွက် season မရှိဘဲနဲ့သူ့နေတာသူ့အတွက် minute တွေရဖို့အတွက်ဆက်လက်ပြီးစ조사သွားဖို့သူ့နေပြင်ဆင်နေတယ်။ဒါပေမဲ့ဒီအပိုင်းဒီလာပိုင်းတွေမှာ minute တွေမရခဲ့ဘူးဆိုတော့ January လမှာတော့ covid mind တွေနဲ့အငှားနဲ့အသင်းကနေဆက်ပြီးထွက်ဖို့ရှိတယ်။လက်ရှိမှာဒါကျွန်တော် AS Roma Juventus နဲ့အသင်းလုံးကနေပြီးတော့ကစားသမားကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေ။မနေ့ကပြောခဲ့လို့ပဲ United အသင်းနေတာကျွန်တော် Juventus ရဲ့ခေါ်ယူမှုက covid mind ူကတစိတ်တည်းသားအနေနဲ့ဖြစ်သွားမှာဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ United အသင်းဘက်ကနေတစ်ချက်တော့စောင့်ကြည့်နေတာတကူကဘာဖြစ်လဲဆိုတော့ ကိုသမားကန္တာပဲကန္တာရေခုလောအရန်များတယ်ဗောနော်ကန္တာ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 ရေတော်တော်များရယ်ဆိုတော့ဒီကန္တာမှာဒါကျွန်တော်တို့လက်ရှိနောက်ဆုံး update သတင်းတွေအရာဆိုရင်တော့ဒါကျွန်တော်တို့ Manchester United တင်းတဲ့ဒါအခု journalist တွေရဲ့ပထမဆုံးမေးခွန်းကဘာလို့18တသမတသန်းပေါင်ပေးထားခဲ့ပြီးတော့ကိုသမားအောင်နေရမရတာလဲဆိုတဲ့မေးခွန်းတွေဖြစ်လာခဲ့တယ်အဓိကဒီနေရာမှာ pressurize ဖြစ်သွားခဲ့တဲ့ Sunderland's ကိုဒါကျွန်တော်တို့ United အသင်းအနေနဲ့ Ineos အုပ်စုက Andrea Onana ကိုတော်တော်လေးကိုကြည့်မရတဲ့ကြောင်းအဓိကကဗျ Andrea Onana ကြောင့်ပဲလို့ပြောရမယ်တယ်မှာပါတယ် Onana လက်ရှိမှာ transfer စာနဲ့ဖြစ်ခဲ့အသင်းကိုချစ်တာဒီပါမှန်တာမှန်ပေမဲ့ သူ့အနေနဲ့သူကဒါအသင်းစီကိုပြန်လာပြီးစာချုပ်အသစ်ချုပ်ဆိုဖို့ကန့်လန့်မှုတွေကိုလုပ်ခဲ့ရကြောင်းဒီယာကလုံးဝကို second set စီအကုန်လုံးချင်းသွားခဲ့တယ်။ရူဘင်အာမိုရီနဲ့လက်ရှိမှာကစားသမားတွေပုံမှန်ကြည့်ရပုံမှန် attitude ကအရေးကြီးဆုံးဖြစ်တယ်။ဒါလက်ရှိမှာဒါ tie to tie မဲ့ sign to sign မဲ့ nine to နာကြမယ်ဆိုတဲ့ပုံစံမျိုး United ကပုံပြီးမြင့်တယ်။ဒါပေမဲ့လက်ရှိမှာရူဘင်အာမိုရီဒါ အိုနာနာတယောက်သူ့အတင်းကိုလာပြီးအဲ့လိုစာချုပ်သစ်လာလုပ်တဲ့အချိန်မှာသူတော်တော်လေးကို surprise ဖြစ်သွားခဲ့ပြီးတော့တော်တော်လေးကိုစိတ်ပြတ်သွားခဲ့ကြောင်းဒီဂိုသမအပြောင်းလဲကချက်ချင်းဆိုလို့ပြုလုပ်လာခဲ့ရသိရတယ်မှာပါအကယ်ကုနာအိုနာနာသာထွက်ခဲ့မယ်ပြီးတော့ဒါ Sunday Lemons ကိုသာမခေါ်ယူခဲ့ဘူးဆိုရင် out the beginner နဲ့ Tom Hiddleston နှစ်ယောက်ထဲကြံခဲ့မှာမဟုတ်လို့ဂိုသမအစ်ကိုခေါ်ယူလိုက်ရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ဆိုတဲ့ Cola highlight တွေထွက်လာခဲ့တယ်ဒါပေမဲ့ဒါကတော့ဟုတ်လားမဟုတ်လားကျွန်တော်ကြည့်ရမယ်ဒါပေမဲ့ Sunday Lemons ကိုတန်က Ryan Award မှာလာပရိသတ်တွေကြားထဲမှာဒါကျွန်တော်ပြောစရာတခုဖြစ်ခဲ့ပြီးတော်တော်လေးကိုကောင်းတဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့ United အသင်းနဲ့ကျွန်တော်အမြင်မှာဒီကစားသမားကိုဒါကျွန်တော်လုံးဝ အခွင့်အရေးပေးတဲ့လူပဲမြင်ရတယ်မှာပါတယ် United နဲ့ဒါကွင်းလယ်ပိုင်းမှာလက်ရှိမှာဒါ Christian Orozco တို့ဘာလို့ခေါ်ယူနေတာမှန်ပေမဲ့လာမယ့်နေရာဒီမှာတော့ဒါဒီနေရာအတွက် budget အရအ ਨੇ စုံပေါင်တန်းတရာထပ်ပြီးတုံသွားအောင်မလို့သိရတယ်မှာပါတယ် United တင်းနဲ့လက်ရှိမှာဒါငွေကြီးရဲ့ခန့်ကဏ္ဍမှာတိုးတက်လာမှုနဲ့အမျှဒီကွင်းလယ်ပိုင်းခေါ်ယူမှုကလည်းတော်တော်လေးကိုအချိန်လေးပြန်ကောင်းလာခဲ့တယ် Injustice လက်ထက်မှာ United တင်းနဲ့ဒါငွေကြီးရတာမလိုလက်အပ်တဲ့ cost တွေကို short ချနိုင်နေပြီးလက်ရှိမှာ United Lukaku ဘိုင်းမှာလည်း immediate မှာ short ချနိုင်မှုကတိတိတသာဖြစ်သွားခဲ့တယ်ဒါကြောင့်မို့လက်မဲ့လာလက်ရှိလာမယ့်နေရာဒီမှာ United က်တဲ့သင်္ကဘက်ကနေပြီးတော့ကျွန်တော်ကွင်းလေပိုင်းတယောက်ကိုဝယ်ဘူးဖို့အတွက်ငွေကိုထပ်ပြီးသုံးသွားမလို့သိရတယ်မှာပါဒီနေရာမှာသုံးသွားမဲ့အနေထားမှာလေ United အသင်းတွေနဲ့ဘာလဲဘာကနံပါတ်1ပြတ်မှတ်ဖြစ်ပြီးတော့ Adam Watson ကတော့နောက်ထပ်ပြတ်မှတ်တွေကတစ်ခုဖြစ်တယ်လို့လည်းသိရတယ်မှာပါတယ်အဲ့တော့ United နဲ့တူလက်ရှိမှာဘာလဲဘာကိုတော့ Liverpool သင်းကတပြိုင်တည်းစိတ်ဝင်စားနေတဲ့သတင်းထွက်လာခဲ့ပြီးတော့ဘာလဲဘာအနေနဲ့လက်ရှိလာမဲ့နေရာဒီမှာတော့ရွေးချယ်စရာအသင်းသစ်တွေအများကြီးပေါ်လာမယ်လို့လည်းသတင်းတွေထွက်လာခဲ့တယ်ဘာလဲဘာလက်ရှိမှာ Liverpool သင်းနဲ့မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့သိရတော့ Bayern Munich သင်းကလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့ကောလာဟာလာဆန်ဆန်သတင်းထွက်လာခဲ့တယ်အဲ့ United သင်းနဲ့လက်ရှိမှာတော့အလုပ်တွေအမျာ ားကြီးလူဆရာရှိတယ်လို့ပဲပြောရင်းတယ်ပဲကျွန်တော်ကိုတောက်ကွန်ပြပါဦးဘောလုံးပွဲတကူကြည့်ရှုကြတယ်ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ db4u တို့မှာကျင်းလူဆရာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မြကလစ်မှာမြန်မြနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော့နီလီတနေ့ဖြစ်ပါစုစုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တူကြတာပေါ့အားလုံးမကြူတူပါနဲ့ကျွန်တော်တောက်ကွန်ပြပါဦးဒီနေ့နည်းနည်းလေးဗီဒီယိုတင်တာနောက်ကြရတော့ sorry ပါကျွန်တော်မှဆရာမင်းထုံးနဲ့ကျွန်တော်ပုတ်တိုင်မှုကဏ္ဍတွေကိုဆွေးနွေးနေလို့နည်းနည်းနောက်ကြသွားတာပါအဲ့ဘေးနဲ့ကျွန်တော်ကကျွန်တော်အားသားရတဲ့အတိုင်းပြောတယ်မနိုင်ကတော့ကြာတယ်ကျွန်တော်တောက်ကွန်ပြပါဦး 第五个。